ကျောင်းသားကျောင်းသူများအလုံးမင်္ဂလာပါဆရာတော် Grade 6 English ကိုသင်နေဆရာဖုန်တန်စင်သွင်းဖြစ်ပါတယ်ကဲဒါတို့ကြည့်ရေဒီနေ့ဆရာတို့ Unit 6ကိုကြည့်ကြရအောင်เนาะဆိုတော့ Unit 6ရဲ့ Lesson 1ဖြစ်တဲ့ Let's eat out ဆိုတဲ့သင်ခန်းစာလေးကိုတူတူလေ့လာလိုက်ကြအောင်ကဲ Let's eat out ကတော့ဘာလို့ဆိုတော့အတူတူဗာလေအပြင်ထွက်စားကြစို့ เนาะကဲဒါဆိုလို့ရှိရင်ဒီမှာဘာကိုသိရမလဲเนาะဆိုတော့ဆရာတို့အရင်ဆုံးကြည့်ကြည့်ရအောင်เนาะ 2a match the pictures with the food items in the box ကဲဆိုတော့ဆရာအခုပုံလေးကြီးပြမယ်ပြီးရင် box ထဲမှာရှိရ food item လေးရှိတယ်เนาะအဲ့တော့အဲ့ food item လေးကိုဒါတို့သမီးတို့ကဘာလုပ်ပြရမလဲဆိုတော့ပုံလေးနဲ့တွဲပေးရမယ်ကဲဒါဆိုဒါတို့သမီးတို့ဒီပုံလေးကိုကြည့်လိုက်ပါအောင်ပုံထဲမှာဘာတွေ့ရလဲဟုတ်တယ်ကြက်သားဟင်းเนาะဆိုတော့ကြက်သားဟင်းကြတော့ဆရာတို့ဘယ်လိုခေါ်လဲ chicken curry chicken curry ထည့်လိုက်ပါဟုတ်ပြီနော်ကဲဒါဆိုရင်ဒါလို့သမီးတွေဆက်ကြည့်ပါနောက်တစ်ပုံဟောဒီကကြာပုံထဲမှာဘာဟင်းတွေ့ရလဲဟုတ်တယ်ငါဟင်းငါဟင်းကိုကြာတော့ဆရာတို့က fish curry လို့ခေါ်တယ် fish curry မှန်နေကဲဆက်ကြည့်ပုံဟောဒီကကြာတော့သူကဘာကြော်တာဟမ်နော်ဟင်းသီးဟင်းမြက်တွေကြော်ထားတယ်နော်အဲ့ဒါကိုကြာတော့ဆရာတို့ကဘယ်လိုခေါ်လဲဟင်းသီးဟင်းမြက်ကြော် fried vegetables လို့ခေါ်တယ် fried vegetables very good ဲဒါဆိုရင်နောက်ပုံလေးကိုကြည့်လိုက်ပါအာဒီကကျတော့ဘာတွေ့ရလဲခောက်ဆွဲကဲဆိုတော့ခောက်ဆွဲကိုကျတော့ဆရာတို့ကဘာလဲဒီမှာကျတော့อืมဟုတ်တယ် chicken noodle soup chicken noodle soup ဟုတ်ပြီနော်ဒါကြောင့်ကျတော့ဘလို့ခေါ်လဲ chicken noodle soup chicken noodle soup ကဲဒါဆိုရင်ဒါတို့မျိုးရင်းနောက်ဆုံးတပုံမှကြံပါလေကြည့်လိုက်ပါအာဒါကြတော့ဘာလဲอืมတံမြာသီးခွင်းလေးတောင်တွေ့ရသေးတယ်ကဲအဲ့ဒါဘာလဲဆိုတော့တံမြာရေပေါ့ lime juice lime juice very good ကဲဒါဆိုဒါတို့မျိုးကြီးเนาะအခုတော့ဆရာတို့ဗားရီလေးလာခဲ့လဲဆိုရင်ဒါတချို့ဆရာတို့စားဆရာတောက်ဆရာလေးကိုဆရာတို့တွေ့ရှိခဲ့ပြီးဖြစ်တယ်เนาะအဲ့တော့ဒီမှာဆရာတို့ let's eat out ဆိုတဲ့အတိုင်းအဲသွားစားကြပါစားကြမှာဖြစ်တဲ့အတွက်ဒီအစားတောက်နဲ့ပတ်သက်တဲ့အခေါ်အဝေါ်လေးတွေကိုသိထားဖို့လိုတယ်เนาะကဲဒီခါဆရာတို့ကဗားဆက်ကြည့်မလဲ to be look at the menu of the moonlight restaurant what can you have there ကဲအဲ့တော့ဆရာတို့ moonlight restaurant ပေါ့နော် moonlight စားတောက်ဆိုင်ရဲ့ menu ကိုကြည့်ကြမယ်နော်အဲ့တော့ menu ကတော့ဘာလဲဆိုတော့ဆရာတို့စားတောက်ဆိုင်ဒီဇိုင်းမှာဘာဟင်းတွေရလဲဆိုတာကို तू ਆ ရေးပေးထားတာနော်အဲ့ဒါရေးပေးထားတဲ့အခါမှာ तू ਆ အဲ့ဒါရေးဈေးနှုန်းရင်ပါတာပေါ့နော်ဆိုတော့အဲ့ဒါကိုတွေ့တဲ့အခါမှာဆရာတို့ကကိုကဘာစားကျင်လဲဆိုတာကိုရွေးပြီးတော့မှာလို့ရမှာကဲဆိုတော့ဆရာတို့ moonlight restaurant ရဲ့ menu လေးကိုဆရာနဲ့တအားတို့မြင်ရတူတူ ဖတ်ကြည့်ပြီးတော့သူတို့ဆိုင်မှာဘာတွေရတယ်လဲကြည့်ရအောင်ဈေးနှုန်းတွေရောတန်ရလားဘယ်လောက်ရှိလဲကြည့်မယ်ကဲဒါဆိုလို့ရှိရင်ပထမတစ်ခုကဘာလဲဆိုရင် rice and curry တဲ့เนาะသမင်းနဲ့ဟင်းနဲ့ကဲဆိုတော့သမင်းနဲ့ဟင်းဘာတွေရမလဲ rice တဲ့ rice ကသမင်းကဘယ်လောက်လဲ200 jets 200 chicken ကြက်သားကြက်သားဟင်းကြဘယ်လောက်1200ဆို1200ကြက် mutton ကဘာလဲစိတ်သားစိတ်သား1500ဆိုတော့1500ပေါ့เนาะ pork ကကြတော့ဝက်သား ကဲဆိုဝက်သားကဘယ်လောက်လဲ1200ဆို1200ကျက်ပြီးရင် fish တဲ့ငါးတဲ့နော်ငါးကြတော့ဘယ်လောက်ဖြစ်1200တဲ့အဲ့တော့1200ပေါ့ကဲဒါဆိုရင် x တဲ့ကျက်ဥရကျက်ဥကြတော့ဘယ်လောက်ပြောင်းလဲอืม1000ဆိုတော့1000ကျက်ပေါ့ကဲ chicken noodle soup တဲ့ကျက်သားခေါက်ဆွဲပြုတ်ကျက်သားခေါက်ဆွဲပြုတ်ကြဘယ်လောက်လဲဆိုတော့1200ဆိုတော့1200နော်ပြီး vermicelli soup vermicelli soup ဆိုတာမြူစွမ်ပြုတ်လို့ခေါ်တယ်နော်အဲ့ဒါဘယ်လောက်လဲဆိုတော့ 1200တောင်နေရပဲอืมကဲဒါဆိုရင်ဆရာတို့ or vegetable တွေရောဘာရမလဲကြည့်အောင် vegetable မှာသူက fried cauliflower တဲ့ဘန်ကော်ဗီကျော်တဲ့ဘန်ကော်ဗီကျော်ဘယ်လောက်လဲဆို500 jets တဲ့900ပြီးရင် fried vegetables ဟင်းရွက်ကျော်ဟင်းရွက်စုံကျော်ဘယ်လောက်လဲအာ500 jets ပဲ900ပဲเนาะကဲဒါဆိုရှင်သူဘာရတော့ drinks တွေလည်းရသေးတယ်နော်ကဲဘာရရလဲ drinks တွေမှာ coffee tea အဲ coffee လည်းဖြစ်ရရတယ်တစ်ခွက်ကိုဘယ်လောက်လဲဆိုတော့300 jets 300 ဟောပြီးရင် lime juice lime juice ကတော့တမ်းမြာရည်ပေါ့နော်တမ်းမြာရည်ကျတော့ဘယ်လောက်လဲဆိုတော့600တဲ့600ကျက်อืมเนาะဆိုတော့ဒါကတော့ဆရာတို့သူတို့ရဲ့စားတောက်ဆိုင်မှာရတဲ့ menu ကိုကြည့်လိုက်ချင်းဖြစ်တယ်เนาะအဲ့တော့သူဘာတွေရလဲနာမည်လေးရေးထားတယ်ထပ်ပြီးတော့ဈေးနှုန်းလေးလည်းဆရာတို့ဖတ်ပြီး ဖြစ်တယ်เนาะကဲဆိုတော့ဆရာတို့ဒီကဘာလုပ်မလဲဆိုတော့เนาะ 2C listen CD and complete the dialogue with the food items เนาะဆိုတော့ဒီမှာဆရာတို့ဘာလုပ်ကြမလဲဆိုတော့အဓိကတော့ဒီအောက်မှာ dialogue လေးကိုဆရာတို့ကကြည့်ကြည့်ကြမယ်ပြီးသွားရင်သူတို့ဘာပြောထားသလဲเนาะပြီးသွားရင်လိုအပ်တဲ့အဥ္စာလေးတွေကိုဖြည့်ကြည့်ကြမယ်เนาะ Okay ကဲဒါသမီးတို့ရေဒါဆိုရင်ဆရာတို့ကဒီမှာเนาะအခုနမင်းနျူးတွေလည်းဖတ်ပြီးသွားပြီဈေးနှုန်းတွေအကြောင်းလည်းလေ့လာပြီးသွားပြီဆိုရင်ဒီကဆရာတို့ကစားသောက်ဆိုင်သွားလို့ရှိရင်ဘယ်လိုမှားကြမလဲเนาะအဲ့အလေးကိုလေ့လာလိုက်ကြအောင်ဆိုတော့ useful language ကိုကြည့်မယ်အခု เนาะအဲ့တော့ဒီမှာဆရာတို့စားသောက်ဆိုင်သွားရင်တော့နှစ်ဖက်ရှိရမှာเนาะဆရာတို့က customer ဖြစ်တယ်เนาะစားသုံးသူเนาะဟိုဘက်ကကြတော့ဆရာတို့စပွဲတို့ပေါ့เนาะ waiter waitress เนาะဒါစပွဲတို့ယောက်ျားလေးဆိုရင်အဲ waiter လို့ခေါ်ရင်မိန်းကလေးဆိုလို့ရှိရင် waitress ခေါ်တာပေါ့เนาะဆိုတော့ဆရာတို့ကသူတို့နဲ့စကားပြောရမှာဖြစ်တယ်တကူမှားလို့ရှိရင်အဲဆိုရင်သူတို့နဲ့စကားပြောလို့ရှိရင် English လို့ဘယ်လိုပြောမလဲဘယ်လိုမှားမလဲဆိုတာကိုကြည့်ကြည့်လိုက်ကြပါကဲဒါဆိုရင် waiter ကဆရာတို့ကဘာပြောမလဲ waiter တွေ waitress တွေကသူက are you ready to order เนาะအဲ့လိုမေးလို့ရတယ် are you ready to order ဆိုတာပါလေမှာဖို့အဆင်သင့်ဖြစ်ပါပြီလားเนาะအဲ့ဆိုရင်နောက်ဘာဘာပြောလို့ရသေးဆို what would you like to have เนาะ what would you like to have ဆိုတာဘာလေးများသုံးဆောင်ခြင်းပါသလဲသူတို့မေးမှာပေါ့เนาะ what will you have လို့လည်းမေးလို့ရတယ်နောက်တစ်ခု would you like something to drink เนาะ would you like something to drink ဆိုတာတခုများတောက်အောင်မလားเนาะရေးတောက်မလားအေးတောက်မလားစသည်အဖြစ် နော်အဲ့တော့ useful language မှာဒါဆရာတို့ waiter တွေ waitress တွေဘက်ကနေဆရာတို့မေးမှာနော်အဲ့တော့ဆရာတို့က customer အနေနဲ့ဘာပြန်ဖြေလို့ရလဲဆိုရင်ဥမာဘာစားမယ်ဆိုတာ waiter ကိုဘာပြန်ပြီးတော့မှားမယ်နော်အဲ့တော့ I'll have တခုပေါ့ I'll have chicken curry please I'll have fish curry please အဲ့ဒါမှမဟုတ် I'd like chicken curry I'd like fish curry ဒါမှမဟုတ်လေ Can I have chicken curry or can I have uh, mutton curry သာဒီအဖြစ် เนาะနောက်ဇာတ်ခါလေးကြက်လို့ရှိရင်ကိုစားရမှာဘာလဲဆိုတာမသိရင် can i see the menu เนาะဇာတ်ရ waiter ကိုပြန်ပြီးတော့ menu လေးကြည့်ပြရစေပြန်တောင်းလို့ရတယ်เนาะခါလေးကြက်ရင်ကိုစားကျင်တာဘာမှမသိဘူးဆိုရင်ဇာတ်ရ menu ဖတ်မယ်เนาะအဲဆိုရင် can i see the menu เนาะ waiter ကိုပြန်ပြီးတော့ပြောလို့ရတယ်เนาะဆိုတော့ဇာတ်ဒီနေ့ပြောပြသွားတဲ့ဥစ္စာလေးတွေကเนาะဒါ waiter ကနေဇာတ်ရကိုပြောမယ် customer အနေနဲ့ဇာတ်ရကသူတို့ဘာပြန်ဖြေမလဲเนาะအဲ့အလေးတွေကိုသင်ပေးသွားတာဖြစ်တယ်အဲ့တော့ဒါတို့သမီးတို့ကเนาะဒါ ဟိုဆိုင်မှာမှာတော့မယ်ဆိုလို့ရှင်စကားပြောတာလေးတွေအရေးကြီးတယ်เนาะသူပြောတာလေကိုနားလည်မှာကိုကဘာပြန်ပြောရမလဲဆိုတာကိုသိမှာเนาะဆိုတော့အဓိကကတော့ဒါဒီစားသောက်ဆိုင်ဒီဇိုင်းသွားလို့ရှိရင်เนาะဘယ်လိုမျိုးပြောဆိုဆက်ဆံရမလဲဆိုတာကိုဆရာကနေပြီးတော့ရှင်းပြသွားတာဖြစ်ပါတယ်ကဲဒါဆိုသားတို့သမီးတို့ရေเนาะဒီ lesson မှာတော့ဆရာတို့ဘာကိုအဓိကထားပြီးလေ့လာခဲ့လဲဆိုတော့ဆရာတို့เนาะဒါအပြင်မှာ ဟိုသွားစားမယ်ပေါ့နော်စားသောက်ဆိုင်ဒီဇိုင်းသွားစားမယ်ဆိုလို့ရှိရင်အရေးကြီးတာလေးနေနော်အခုနစားသောက်ဆိုင်ဒီဇိုင်းမှာဆရာတို့ menu ရှိမယ်နော်နော် menu ကိုဖတ်တတ်ရမယ်ပြီးသွားရင် waiter တွေရှိမယ် waiter တွေပြောတဲ့စကားကိုနားလည်ရမယ်နော်ဆရာတို့ကပြန်မှားတဲ့အခါမှာလည်းဘယ်လိုပုံစံလေးနေမှာမလဲဆိုတာကိုသိထားရမယ်နော်အဲ့ဒါလေးတွေကိုအဓိကလေ့လာရအောင်เนาะဆိုတော့ let's eat out ဆိုတဲ့အတိုင်းပဲပေါ့နော်အပြင်ထွက်စားတဲ့အခါမှာ ordering foods and drinks နော် ordering food and drinks ဆိုဘလိုမျိုး order လုပ်မလဲပြီးသွားရင် price တွေကိုဒါသမီးတို့ကြည့်မယ်ပြီးသွားလို့ရှိရင်အခုနော် order လုပ်တဲ့အခါမှာအဓိကသုံးရမယ့်စကားအသုံးအနှုန်းလေးတွေကိုလေ့ကျင့်တာဖြစ်တယ်ကြော်သားတို့သမီးတို့အနေနဲ့ဇာတိနဲ့သင်သွားတဲ့ English အသုံးနှုန်းလေးကိုတစ်ခါပြန်ပြီးတော့လေ့လာကြည့်ပြီးသွားရင်လေ့ကျင့်ကြည့်ပေါ့နော်။ဒါဆိုရင်တော့ဒါတို့သမီးတို့ကစားသောက်ဆိုင်မှာဘယ်လိုမျိုးအသုံးနှုန်းလေးနဲ့မှားမလဲဆိုတာကိုသိသွားမှာဖြစ်တယ်။ကြည့်ဒါဆိုဒါတို့သမီးတို့ရေဇာတို့ ဒီနေ့လေ့လာသွားတဲ့သင်ခန်းစာက Unit 6ရဲ့ Lesson 1ဖြစ်တဲ့ Let's Eat Out ဆိုတဲ့သင်ခန်းစာလေးပဲဖြစ်ပါတယ်။ဒါဆိုရင်ဒါတို့သမီးတို့နဲ့ဆရာနဲ့နောက်ထပ်လာမယ့်သင်ခန်းစာမှာထပ်ပြီးတော့ဆုံတွေ့ပါအောင်မယ်။အားလုံးကျေးဇူးတင်ပါတယ်။